အားလုံးပဲအားလုံးပဲမင်္ဂလာပါဒီနေ့ရေသင်မဲ့တင်ကြတာကတော့အခန်း၁၄လေ့ကျင့်ခန်းစရိသမလေးကနံပါတ်96ခုမှာဖြစ်ပါတယ်နံပါတ်9မှာဆိုရင်ဦးရဲ့ဒီရဲ့ပစ္စည်းတစ်ခုကို900ကနုံးပြည့်ဥပအားရောင်းတယ်ငါကဒီလိုငါကလည်းဥပအားရောင်းတယ်ဥပကအဲ့ဒီပစ္စည်းကိုဥစဉ်ရ900ကနုံးရှိုးပြီးရောင်းတယ်ဟုတ်နော်တော့ပြောမှဆိုတော့သူကကြံခဲ့ရပြီလား900ကနုံးအမြင့်နဲ့ဥပအားရောင်းတယ်ဥပကကျတော့အဲ့ဒီပစ္စည်းကိုဥစဉ်ကို900ကနုံးရှိုးနေရောင်းမှာအဲဥစဉ်ကြီးဈေးမှာ တော့2000ခုနှစ်တော့ကိုကလုံးရကျဖြစ်တော့ဥေးဝယ်ခြင်းကိုရှာဟုတ်ဘယ်မှာလို့ရှိလုံးကဥေးရဲ့ဝယ်ခြင်းကိုရှာလိုက်မှာပါဒီစမားကဥေးဝယ်ခြင်းကိုတရားကျက်လို့ထားတယ်နော်ဥေးကဥပကို15ရက်ကနေ900ရက်ကနေအမြင့်နေရတာဥေးက900ရက်ကနေမြေပြင်ဥပကိုရောင်းတယ်ဒါဆိုရှင်ဥပကဝယ်တာပေါ့ဥေးကရောင်းတာဥပကြီးဝယ်ခြင်းလို့ရင်ဥဥေးရဲ့ရောင်းခြင်းကတရားနဲ့စမားက900ခြင်းနဲ့ နော်တို့တို့ကဝယ်သီးတို့တရားကျက်တော့900ကနေတင်ရောင်းတာဖြစ်တဲ့5ချက်900ကတော့မြင့်နေရအောင်900နဲ့ပေါင်းတယ်။ဒါပြီးဥဥပရဲ့ဝယ်စီအား100နဲ့5ချက်ဖြစ်ပါတယ်။ဒါပြီးတို့ကဥစဉ်ဟိုးတို့900ကနေရှုံးပြီးရောင်းတာ။ဒါပြီးဥဥပကဥစဉ်ဟိုး900ကနေရှုံးနေရောင်းတယ်။ဒါပြီးတို့ကဥဥပဝယ်ရဲ့ဈေးကိုဆိုတော့100ထားရတယ်နော်။100ထားမှဆိုလို့ရှိရင်နဲ့ဥစဉ်ရဲ့ဝယ်စီအားကျွန်တော်100ရဲ့5ချက်ဝင်လို့တော့50 95ချက်နော်။95ချက်ရပါတယ်။ဒါပြီးဥပက105ချက်နဲ့ ်။ဥပမာဝယ်ဈေးက105ကျပ်ဖြစ်မယ်ဆိုရင်အမှတော့ဥစဉ်ရဲ့ဝယ်ဈေးပြောင်းလဲချင်။တရားမှာဆိုရှင်ဆိုမှာ95ကျပ်ပဲ။ဥစဉ်ဝယ်ဈေးက105ကျပ်ဥပမာရဲ့ဝယ်ဈေးက105ကျပ်ဖြစ်တဲ့ဆိုရှင်ဥပမာရဲ့ဝယ်ဈေးပြောင်းလဲချင်ဆိုတော့105ကိုတရားနဲ့စားပေးရမယ်ပြီးတော့95နဲ့မျှော်ပေးရမယ်နော်။ဒါပြင်အဲ20နဲ့မျောတဲ့20နဲ့စားတဲ့ခါမှာ20နဲ့5နဲ့စားတဲ့ခါမှာ90လေးတရား90လေးတရား21နဲ့95နဲ့ဟိုနော်ဒီ ဟောဒီမှာ20နဲ့95ကိုတခါလေးနဲ့9နဲ့ပြန်စားလို့ရတယ်9လေး20 59လေး95ပေါ့နော်ဒါဆိုရင်ပိုင်းခြေရလေးပိုင်းဝရ21နဲ့19နဲ့ညောက်တခါမှာ399ကျဲရပါတယ်ဒါကနော်ဥစဉ်ရဲ့ဝယ်ကြီးဘုရားတော့ဥစဉ်ရဲ့ဝယ်ကြီးမှာနော်ဥစဉ်ရဲ့ဝယ်ကြီး399ပိုင်း399 by 4ဖြစ်တဲ့ဆိုရင်ဦးရဲ့ဗါလေဦးရဲ့ဝယ်ကြီးက100ကျင်းတဲ့ကျွန်တော်ကျွန်တော်ပြမယ်နော် ်ဦးရဲ့ဝယ်စီဒီနေ့နိုင်ဘိုင်ဖိုးချက်ဖြစ်လေရှင်ဦးရဲ့ဝယ်စီက100ချက်အဲ့ဒါသူကဦးရဲ့ဝယ်စီက2930ချက်ဖြစ်လေရှင်ဦးရဲ့ဝယ်စီကိုရှင်သိချင်လို့ရှိရင်2930ချက်ကို399ဘိုင်ဒီဘိုင်399ဘိုင်နဲ့စားပြရတယ်နော်အစားအမြတ်ပြောင်းနေရပိုင်းဝင်ပေါ်ရောက်လာမယ်။399ကပိုင်းချင်ရောက်လာမယ်နော်။အရင်399တလီ399 တော့99 90လေးက2900ကိုရတယ်နော်2900ကို390ကို390ကိုလည်းစားကြည့်ရပါတယ်။ဒါဆိုရင်ဒီမှာ94လေးတွေက280 280နဲ့100နဲ့ပြောင်းတော့ကမှ2800ရပါပဲ။ဒါဆိုရင်ဦးငယ်ရဲ့ဝယ်စီက2800ဆိုဖြစ်ပါတယ်။အဲဒါဆိုနံပါတ်6ကိုတော့ပါမယ်။နံပါတ်6ကမက်နီယာကကန်တုံးကို၄အောင်ကျက်ပြီးဝယ်ပြီးတော့မက်ယူကို900ကျန်တော့အမြင့်နဲ့တင်ရအောင်လေ။မက်ယူရတဲ့ကမက်စီကို400ကျန်တော့ရှုံးခံရအောင်လို့ရှိတယ်။မက်စီကြီးရထိုးသူကြီးကိုများနေဝယ် ဒါသမားတို့ကမက်နီကမက်ကြီးနော်မက်နီကမက်ကြီးကိုငားရခံတော့မြင်ပြအောင်လေဘာလို့ရှိရင်မက်နီဝယ်သေးသမားတို့တရားကျက်ထားမယ်ဆိုရင်ဟုတ်နော်မက်ကြီးဝယ်သေးကတရားနဲ့ငားကျက်နဲ့ပေါ့နော်တရားငားကျက်ဟုတ်နော်နောက်ကနော်မက်နီဝယ်သေးကတရားကျက်ဖြစ်မယ်ဆိုရင်မက်ကြီးဝယ်သေးကတရားငားကျက်အဲ့ဒါရင်နော်မက်ကြီးဝယ်သေးကဘယ်လောက်လဲဆိုလို့ရှိရင်ဘယ်လောက်လဲသိရှိလို့ရှိရင်ဒီမှာတော့ကတော့သူကမှအဲ ။လက်နေဝယ်ဒီ၄00ကျောင်းကိုဆိုတော့တရားနဲ့စားပြရတယ်။ဒီကတရား50နဲ့မြောင်းပေါ့နော်။ဟိုတရားနဲ့၄00နဲ့မြောင်းကမှ140။၄00နဲ့150နဲ့မြောင်းတဲ့ကမှ400ကျောင်း။ဒါမက်ယူဝယ်တဲ့စီ။နော်မက်ယူကမနီစီယာဝယ်တဲ့စီ။အဲဒါမက်ယူကတခါပြန်ပြီးတော့မက်စီကို400ကနေရှုံးခံရအောင်။ဒါဆိုရင်မက်စီဝယ်စီ100ကျက်ပဲထားမယ်။ဒါဆိုရင်လေချက်ရှုံးခံရအောင်ဖြစ်တယ်လေလေချက်ကိုပို့လိုက်မယ်ဒါလို့96ချက်အဲ့ဒါရင်နော်မက်ယူဝဲဈေးက100ချက်ဆိုရင်မက်စီဝဲဈေးက96ချက် အဲ့ဒီမဲ့ရီဝဲစီကဘယ်လောက်လဲဆိုလို့ရှိရင်ကျမတို့ကလေယောက်နေရာကျက်မဲ့ရီဝဲစီကလေယောက်နေရာကျက်ဖြစ်တဲ့တဲ့မက်စီဝဲစီလိုရင်လေယောက်နေရာကိုတရားနဲ့စားပြီးတော့96နဲ့မြောက်ပြရတယ်။အရင်သုံးရနှလုံးကြီးချီတော့40နှစ်ကျင်တယ်40နှစ်နဲ့96နဲ့ကိုကျမတို့မြောက်ပြရတဲ့အခါမှာ၄တောင်32ကျက်နော်။အရင်မက်စီရာရီပစ္စည်းကို၄တောင်32ကျက်နဲ့ဝယ်ပါရဲ့။မက်ရီရာလေယောက်နေရာနဲ့ဝယ်တယ်မက်စီရာကျတော့၄တောင်32ကျက်နဲ့ဝယ်တယ်။သူက အဲရှုံးခံမက်ဆီကိုရှုံးခံပြီး၄00ကျွန်တော်ရှုံးခံပြီးရောက်တာဖြစ်တဲ့တယ်နော်ဒါမက်ဆီက၄00ကျွန်တော်မဲယူရတာထဲသူကရှော့ပြီးရရတာဖြစ်တယ်နော်ရပါတယ်ရှော့ပြီးရရတာဖြစ်ပါတယ်နော်နံပါတ်9ဒီ3ဦးအားရဲ့ပစ္စည်းတစ်ခုကိုအစစ်စင်ရောင်းသွားတာ25000ကျွန်တော်ပြည့်တယ်တတိယလူကဒူပစ္စည်းကို2500ကျပ်ပြည့်ရောင်းတယ်ပထမလူကဝယ်သေးသည်အများကြီးတယ်ဒါပေမဲ့လူက3ဦးရှိတယ်ပထမလူကတတိယဟုတ်ကဲ့နော်လူ3ပစ္စည်းတစ်ခုကိုအစစ်စင်ရောင်းတယ် ပထမလူဝယ်ကြီးကျွန်တော်တို့တရားကြက်ထားလိမ့်မယ်ဒါဆိုဒုတိယလူဝယ်ကြီးငါဆို25ရာခိုင်နှုန်းနဲ့25ရာလို့အမြင့်နဲ့ရောက်လာဖြစ်တဲ့တရားကြက်နဲ့25ကျင်းနဲ့ပေါင်းတဲ့အခါမှာ125ကျင်းဒုတိယလူဝယ်ဟုတ်ကဲ့အဲ့တော့ဒုတိယလူဝယ်ကြီးကတရားကြက်ဖြစ်မယ်ဆိုလို့ရှိရင်တတိယလူဝယ်ကြီးက125ကျင်းဒီလိုပဲ25ရာခိုင်နှုန်းကြီးပြတ်သွားတာအရင်ကကျမတို့ကဒီဒီရလူရဲ့ဝယ်စီက125ကျက်ဖြစ်မယ်ဆိုရင်125ကို125ပြီးတော့125နဲ့လောက်ရောက်ပြီးရတယ်။ဒါပေမဲ့ ရန်25နှစ်တရားနဲ့ညောတဲ့ကံမှာတရားနဲ့စားတဲ့ကံမှာ25နဲ့ချေလို့ရတယ်25ငါးရက်တရား25 25ရက်တည်တယ်ဒီတရား25နဲ့9နဲ့ညောတဲ့ကံမှာ65ရတယ်အပိုင်းချေရတော့ဒီပေါ့နော်ဒီတတိယလူဝယ်တဲ့ဈေးမြမလူဝယ်တဲ့ဈေးကနော်တတိယလူဝယ်တဲ့ဈေးက65ပိုင်း4ပိုင်း65ပိုင်းချက်ရတယ်နော်ဈေးစမတော့တတိယလူဝယ်ဈေးတရားချက်ဖြစ်တယ်ဆိုလို့ရှိရင်နော်တတိယလူရောင်းတဲ့ဈေးက125ချက်နဲ့ရောင်းတယ် ဟုတ်ပြီနော်ဒါဆိုတတိယလူဝယ်တဲ့ဈေးက၄ဘိုင်း695ကျဘိုင်းဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်က၄ဘိုင်း695ဘိုင်းကိုကျွန်တော်ကနော်တရားနဲ့စားပြရတယ်တရားနဲ့စားတာနော်တရားနဲ့စားပြီးမယ်တရား295နဲ့မြောက်ပါနော်ဒါဆိုလို့ရှိရင်တို့အဲ25လီတရား25လီတရား25နော်ဒါဆိုလို့ရှိရင်695နဲ့9နဲ့ကိုစားတဲ့အခါမှာကျွန်တော်3195ရရတယ်။ဘိုင်းချီကကျတော့ လေးနှလုံးကျင်လာဖြစ်တယ်ပဲလေး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 16ဘောနော်ဒါပြင်တတိယလူရောင်းတဲ့ဈေးက3125နဲ့5ဘိုင်း16ဘိုင်းရပါတယ်အခုကတတိယလူရောင်းဈေးကနော်16ဘိုင်း3125ဘိုင်းကျက်ဖြစ်တယ်ဆိုလို့ရှိရင်ပထမလူရောင်းဈေးက100ကျင်းနဲ့ဝယ်ရတာဟုတ်ကဲ့လက်ပတ်ပြီးတော့ပြောရအောင်နော်တတိယလူရောင်းဈေးကသူကဘလောက်တယ်ဆို1500ကျင်းနဲ့ရောင်းတာလို့ပြောတယ်ပထမလူဝယ်ဈေးကိုလို့ရှိရင်1500ကျက်ကိုဆိုတော့3125ဘိုင်း16ဘိုင်းနဲ့စားပြရတယ်အစားအုံပြပြောတဲ့အခါမှာဆိုတော့ တခြားကပိုင်းဝင်ပေါ်ရောက်ပြီးတော့3195ကပိုင်းချီမှုကိုရောက်သွားပါမယ်။ဒါဒီ3210 3125တရီ3125 2500ဆိုတော့3125ရဲ့စားတဲ့ကောင်ကရှေ့ရပါတယ်။နောက်စားကြည့်နော်။စကြောက်ရှိလီစကြောက်ရှိလီနောက်စကြောက်ရှိလီ120ချီ120နဲ့120နဲ့နောက်တဲ့ကောင်မှဆိုတော့အဲ3800တဲ့ရပါတယ်။ဒါကကပါလို့ဆိုရင်မြမလူရဲ့ဝယ်ကြီးဖြစ်ပါတယ်။နော်။မြမလူရဲ့ဝယ်ကြီးက3800ရဲ့ရှိရချက်ဖြစ်ပါတယ်။ အဲဒီနေ့ကနေ့ချင်းရဲ့စီးရီးသမားလေးကနံပါတ်96ကိုပြပါရဲအဆုံးရှိသေးတဲ့အားလုံးကိုဒီပြပါရဲ